ဘာနာသိန်းစစ်တပ်ရဲ့ရွေးကောက်ပွဲပြုလုပ်မဲ့နယ်မြေထဲမှာပါဝင်နေတဲ့မြန်မာပြည်မြောက်ဖျားပိုင်းကချင်ပြည်နယ်တဲကဗမော်ဝိုင်းမော်နဲ့ဖားကတ်မြို့နယ်တွေမှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးတော့ဗမော်ထိုးစစ်ဟာအပြင်းထန်ဆုံးဖြစ်တယ်လို့ဒေတာခန်နေနဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIC ကသိရပါဗျ။2024ဒီဇင်ဘာလကစတင်ခဲ့တဲ့ဗမော်မြို့သိမ်းတိုက်ပွဲဟာလက်ရှိအထိမျိုးရင်းတိုက်ပွဲငယ်တွေဆက်ဖြစ်နေပြီးပြီးခဲ့တဲ့ရက်တွေထဲမှာ KIA ကစီရေးရရေးမကြီးတဲ့နေရာတချို့ကနေနောက်ဆုတ်ပေးလိုက်ရတယ်လို့သိရပါဗျ။ တနင်္ဒီပါကြာမြင့်လာတဲ့ဗမော်တိုက်ပွဲမှာမြို့ပေါ်ရက်ကွက်တချို့မှာသာ KIA ကအခိုင်အမာတက်ဆွဲနိုင်တော့ပြီးစစ်တပ်တရင်တက်ခွဲထဏာချုပ်၁၁ခုရှိတဲ့အထက်မှာအကုန်လုံးကိုစစ်တပ်ကပြန်ပြီးတော့ထိန်းချုပ်ထားနိုင်ပါတယ်။ဗမော်မြို့တွေကရေးကြီးနေရာတွေကိုပြန်ထိန်းချုပ်နိုင်မှုအတွက်အခုနိုဝင်ဘာလထဲမှာအာဏာသိမ်းစစ်တပ်ကမြေပြင်စစ်ကြောင်းတွေအပြင်လက်နက်ကြီးလေကြောင်းနဲ့ဒရုန်းတွေကိုသုံးပြီးတော့စွမ်းကုန်ထိုးစစ်ဆင်နေတယ်လို့ KIAC ကနေသိရပါဗျ။မျိုးရင်းရက်ွက်တချို့ရဲ့စီးရရေးမကြီးတဲ့နေရာတွေကနေနောက်ဆုတ်ပေးလိုက်ရပြီမဲ့ အခိုင်အမာတက်ဆွဲတာတဲ့ခြေကုပ်စခန်းတွေကိုတော့ဆက်ပြီးတော့ထိန်းသိမ်းထားဆဲဖြစ်တယ်လို့ KIA ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်ကျွန်တော်အရင်ကချင်းတဲ့အချင်းတွေကအဲဒီကြာမှာဒီကျန်တဲ့ဒါလည်းရှိပါလေ။ဒါပေမဲ့ဖြစ်ရှိပါလေ။ကျွန်တော်ကလည်းဟောတော့ဟိုတချို့အရင်ချင်းတဲ့အဲဒီကတချို့ကတော့ ဗမော်နီတူဖားကန်တဲ့ဝိုင်းမော်မျိုးတွေဟာလာမယ့်ဒီဇင်ဘာလထဲမှာပြုလုပ်မယ့်စစ်တပ်ရဲ့ရွေးကောက်ပွဲစီးမားပါနေပြီးတော့ကချင်ဒေသတွေမှာတိုက်ပွဲပြင်းထန်နေတဲ့နေရာတွေလည်းဖြစ်ပါတယ်။အဲ့ဒီသုံးမျိုးနဲ့မှာနေ့စဉ်တိုက်ပွဲတွေဖြစ်နေပြီးပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာတိုက်ပွဲပေါင်း24ကြိမ်ဖြစ်ခဲ့တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း KIO KIA သတင်းနယ်ပြန်ကြားရေးဌာနရဲ့နိုဝင်ဘာလ23ရက်နေ့ကထုတ်လွှင့်တဲ့သတင်းရုပ်သံအစီအစဉ်ကနေတဆင့်သိရကြောင်းကချင်ဒေသရင်းသတင်းဌာနတွေကရေးသားထားကြပါတယ်။နိုဝင်ဘာလ24ရက်နေ့မနက်မှာဝိုင်းမော်မြို့နယ်ရှိဘခွနာမန်ကန်အကွာလမ်းမြန်ကြီးဝါနီမှာစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကို KIA နဲ့ပူးပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ KIA နဲ့နှီးဆက်တဲ့ဒေသခံအမျိုးသားတယောက်ကလည်းပြောပါတယ်။ကျောက်စိမ်းမြို့တော်ဖားကတ်မှာလဲစစ်တပ်ကဒရုန်းနဲ့လက်နက်ကြီးနဲ့မကြာခဏပစ်ခတ်နေသလို စစ်ကူစစ်ကြောင်းတွေထတ်တိုးထားတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။စစ်တကဖားကန့်မြို့ရှိဘက်လုံခင်းကျေးရွာကနေအင်အား100ခန့်နဲ့စစ်ကြောင်းထိုးနေပြီးတော့ဖားကန့်ကမိုင်းလမ်းဘက်မှာလည်းစီရေးတင်းမာနေတယ်လို့ဖားကန့်ဒေသခံမျိုးသားတယောက်စီကနေလည်းသိရပါဗျ။ကြောက်စိမ့်လုတ်ွက်တွေနဲ့နှစ်ဖက်တည်းရဲ့စီးပွားရေးတွေရှိနေကြတဲ့ဖားကန့်မှာဘလို့အခြေအနေတွေရှိနေပါသလဲ။ဒေသခံမျိုးသားပြောပြတာက လုံးကြီးကလေးကြီးကပဲချက်မှာတိတိတက်ပဲဖြစ်တဲ့အခါမှာကီဘီရဲ့ရုပ်ပေါ်တောင်ချတယ်ကြပြီးတော့ရောက်ပိုင်းတော့တခါထပ်ပြီးတော့မင်းညားပါတော့ဆော့ဆော့တက်ကွယ်ညာ6နိုင်ကျော်တော့ကြာဆော့ဆော့တက်ကွယ်ဖြစ်တယ်ဒီလေဒီနေ့နဲ့ပိုင်းလည်းတစ်ချက်ချက်ပြန်ကြားရတော့ဘူးလေအဲ့လိုလူပါလို့ရှိတယ်အဲတနေ့နေ့ကြာတော့စကောက်စီဘက်ကလည်းဟိုသူတို့တက်ဆွေးထားတယ်သူတို့မထွက်ဒီဘက်နဲ့တက်ဆွေးထားတာဘူးနော်ဒီနေ့ဒီမထွက်ဘူးရဲ့အဲ့ဒီကလေးကြီးကဒီပြားကြောင်းလေ စာပေကြောင်းရဲ့အဲ့ဒီမှာသူတို့ဒီတလိုင်းဘက်ကဒုံမုံကြီးကိုချရတယ်အဲလက်ချင်းနဲ့လမ်းပစ်တယ်လို့ပြရတယ်အဲ့မှာထိခိုက်လို့ရှိတယ်လို့ပြရတယ်ဒါပေမဲ့ဘလို့ထိခိုက်တယ်ဆိုတော့ကျွန်တော်တို့အပြည့်မပြည့်နိုင်ဘူးပေါ့နော်2024ခုနှစ်မတ်လ9ရက်နေ့ကစတဲ့ကချင်ပြည်နယ်ထိုးစစ်အတွင်းစစ်တပ်ရဲ့ယာဉ်နဲ့ချီတဲ့တက်စကန်တွေနဲ့မြို့ပေါင်း15မြို့ကို KIA ကသိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့်ရလာတဲ့စင်အားတွေနဲ့အာဏာသိမ်းစစ်တပ်က2025နှစ်စပိုင်းကစပြီးတော့ထိုးစစ်စင်တာတွေပြန်လုလာပြီးတဲ့နောက်မှာတော့ လက်တလောမှာကချင် ကရင်ချင်း စကိုင်းမကွေးမန္တလေးတိုင်းတို့မှာတိုက်ပွဲတွေတကြောပြန်ပြင်းထန်လာနေပါတယ်ခင်ဗျာ